အဖေကအရင်ကြိုက်တာသူကအဲ့လိုကြိုက်ခဲတယ်သူကမင်းသားသူကဒါမဲ့အဲ့ MRD ဘိုးအဲ့ခစ်တော့အရင်ကြည်ကြာလေ2018နှစ်ဆိုအဲ့ထဲကစပေါ်ကလေးရဆိုတော့သူကအရင်ကြည်ရအဲ့ကြည်လို့ရှိရင်လေသူကဟို အဖွားကျတော့နမယ်ပိုင်းမဲ့ကျော်စုပဲခေါ်တာအိမ်မှာဆိုအကျော်စုကားလာပြီဆိုတော့အရှိဆုံးကကြည်တယ်မြင်တယ်တခြားကားရေဆိုတော့နည်းနည်းဝါထားတယ်ဒါပေမဲ့အဲကိုကျော်စုကားလာပြီဆိုတော့အဲ့လိုကြည်ရဲလို့ထမင်းစားနေတော့မှထမင်းစားနေနဲ့ကြည်ရအဲ့တကယ် तू ကအရန်ကိုကျော်စုဖန်ဟောကျေးဇူးပါလေဟိုလေစိတ်ထဲမှာဘယ်လိုမှပြတော့အဖွားမြန် तू အရန်သဘောကျတဲ့မင်းသားနဲ့တည့်ရလား तू မြန်ဆူတောင်းခဲ့လားဒါမှမဟုတ် तू မြန်တနေရာကြီးနေခဲ့အဖွားရောကြည်နဲ့မလားပေါ့နော်မဟုတ်ဆိုတော့တကယ် तू အရန်သဘောကျတဲ့ဒီမင်းသားဖြစ်နေတော့လေဟောပထမဆုံးတိတ်တိတ်ဆန် ိုင်းလေးဖြစ်သွားတယ်။ကစားလုံးဟုတ်ပြီနော်ဟုတ်အဓိကတော့ဟာပေါ့ကျွန်တော်ဒီမှာဒီ drama လေးပေါ့နော် drama ဇာတ်လမ်းကောင်းလေးတစ်ခုပါဟုတ်တယ်ဒါလေးရောလို့ပုံစံလေးပြ ဟုတ်အဒီကားမှာတော့ညီမကတော့ဒီတိုင်းရင်သူလေးတယောက်ပေါ့နော်ဒီတန်းတိုင်းရင်သူတယောက်အနေနဲ့တွေ့ရမှာပါအများကြီးတော့စူးစမ်းရတာပေါ့နော်ဘာလို့လဲဆိုတော့တယောက်တည်းအနောက်မှာပြက်ကြံနေလို့မရဘူးလေဒီရမလားဆိုတော့ဒါမဲ့အကိုတို့လောက်ညီပါဒီတော့မရောက်နိုင်တော့မှအကိုတို့ညီပါလောက်နည်းနည်းလေးအဆင်ပြေအောင်တော့ပြီလေအများကြီးတော့ try နေပါတယ်ဟုတ်ကဲ့မိသားပေါ့အကိုကတကယ်အရင်ကတော့အိမ်ကအဖွာအကို့ဖန် အဲ့ရောက်မှာကိုကအရင်ထဲကတည်ရဲ့ဒီ MRI ကိုဘာမှမဆိုအခွားအမြင်ကြည့်ရဆိုလေတည်ရဲ့ကိုအရင်ထဲကဆိုဟိုဒါပေမဲ့အကိုကကျတော့တကယ်တွေ့ရတဲ့အချိန်မှာကျတော့အရင်ဟိုစီနီယာဆိုပြီးအဲ့လိုမျိုးမနေဘူးစားလိုက်နောက်လိုက်ပဲဆိုတော့အရင်မချိန်ရတော့ဒီတော့တော့နည်းနည်းလေးပရက်ရှာပူရောတာပေါ့နော်ဒါပေမဲ့လည်းကြောက်တော့ကြောက်တော့ပါပဲကြောက်ပါကြိုက်ခဲ့ကြအခွားအရင်ကြိုက်တာသူကအဲ့လိုကြိုက်ခဲတယ်သူကမင်းသားသူကဒါပေမဲ့အဲ့ MRI ကိုအဲ့ခေတုန်းကအရင်ကြည့်ကြလေ2018နှစ်ကအဲ့ထက်ကစပေါ့ကလေးကဆိုတော့သူကအရင်ကြည့်ရဲ့အဲ့ ကြည့်လို့ရှိရင်လေသူကဟိုအဖွားကျတော့နမေပိုင်းတော့ကျော်စုပဲခေါ်တာအိမ်မှာဆိုအကျော်စုကားလာပြီဆိုတော့အရှိဆုံးကကြည်ရမြင်တယ်တခြားကားရေဆိုတော့နည်းနည်းဝါထားတယ်ဒါပေမဲ့အဲကိုကျော်စုကားလာပြီဆိုတော့အဲ့လိုကြည်ရဲ့အဲ့လိုထမင်းစားနေတော့မှထမင်းစားနေနေကြည်ရအဲ့ဒါတကယ်သူကအရန်ကိုကျော်စုပဲဟုတ်ကဲ့ကျေးဇူးပါလို့ ကြည့်ရကြည့်ရဒါမဲ့ငယ်သေးရလေးပြီးကြာလေအဲ့တုန်းကကျတော့နည်းနည်းငယ်ပြီးတော့အပွားနဲ့အဲ့လိုရောရောင်ပြီးတော့လိုက်ကြည့်ရဒါမဲ့ဟိုရုပ်ရှင်ကားတကားအနေနဲ့အဲ့လိုမျိုးအနှစ်သာရောတစ်ခုကြီးနဲ့ကြည့်တာတော့မော်ဒန်အပွားနာမှာလိုက်ရောင်ခဲ့တာပေါ့နော်တကယ်ဟုတ်တယ်တကယ်ဟိုလေစိတ်ထဲမှာဘယ်လိုမှမဖြစ်တော့အပွားမြန်သူအရန်သဘောကျရဲ့မင်းသားနဲ့တည့်ရလားသူမြန်ဆူတောင်းခဲ့လားဒါမှမဟုတ်သူမြန်တနေရာကြည့်နေခဲ့အပွားရောကျေနပ်မလားပေါ့နော်ဘာလို့ဆိုတော့တကယ်သူအရန်သဘောကျရဲ့ဒီမင်းသားဖြစ်နေတော့လေဟောပထမဆုံးတိုက်တိုက်ဆန်ဆန်နဲ့ဖြစ်သွားတယ်ပေါ့ အဲ့တော့တော်တော်များတော့သူနဲ့ဟိုဟာများတာပေါ့နော်ရခိုင်တော့တော်တော်များတယ်သူနဲ့ပဲသွားမယ့်ဟာရှိရပါတော့။ရှင်ရှင်အဲ့ဒီမှာဒီကေတန်ဖိုးစင်းနေလဲအကိုနဲ့အများကြီးပါတယ်ဆိုတော့လေဆိုတော့အာတော်တော်တော့ရှိန်တယ်ဒါပေမဲ့ဘယ်ပြောမလဲအလုပ်လုပ်ရင်းနဲ့တဖြည်းဖြည်းနဲ့ပဲဒီလိုပါပဲအကိုကလည်းရှိကြပဲလေစီနီယာရဲမှမဟုတ်ဘူးအဲ့ကိုနဲ့ပြန်ပြီးတော့ဟိုဟိုစိမ့်နဲ့ဟိုမျိုးပါအရင်တွေ့နေကြလို့မဟုတ်ဘူးဘာလို့ရောအစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီနီယာဖြစ်ဖြစ်ဒါအတယောက်နဲ့တယောက်ကရင်းနှီးမှုမရှိတဲ့အချိန်မှာဖြစ်ကြတာပဲစီနီယာလည်းမဟုတ်ဘူးပါတမန်အဲ့လိုမျိုးဟို ဒီဘယ်လိုပြောမလဲတယောက်နဲ့တယောက်မရင်းနှီးရဲ့အချိန်မှာဒါတယောက်နဲ့တယောက်အမျိုးပေါ့မျိုးထွေးမှုယူနေတဲ့အချိန်မှာဒါဖြစ်တတ်ကြပါတယ်နောက်ပိုင်းကျတော့သူ့ဘာကြီးတကာရရင်းနဲ့အဲဒီအွန်စိမ်းပေါ်ရောက်သွားတဲ့အခါကျရင်အဆင်ပြေသွားလို့ပြီးတော့ဒီရွာဘက်လည်းသွားအောင်ပါပြီးတော့အရှင်တော့ပြေပါပါရွာမှာလည်းအေးချင်းချင်းကြီးချားမှာရိုက်ကြမှာဆိုတော့ခင်သွားပြီးတော့အဆင်ပြေပါ